ရသခင်ခြေစွတော်ချီးမွမ်းပါလေကျွန်တော်နှုတ်ကပတ်တော်အပြင်သူတို့ကဆင်ကျင်ခွန်အားယူဖို့ရန်အတွက်ရာဇဝင်ကျုပ်ဒုတိယဆောင်ခန်းကြီး9အပိုင်ငယ်14ငါနာမဖြင့်တမုတ်တော်ငါလူတို့သည်ကိုကိုနှိမ့်ချသဖြင့်ငါမျက်နာကိုရှာလျက်ဆုတောင်းပတနာပြု၍အတ္တမလန်းကို လွှဲဆောင်လင်ငါသည်ကောင်းကင်ဘုံ၌နှာထောင်မိသူတို့အဖြစ်ကိုဖြေ၍သူတို့ပြည်ကို ချမ်းသာပေးမည် ကျွန်တော်ဒီနောက်ကဘတ်တို့မှာကြည့်တဲ့အခါမှာဖရာသခင်ရဲ့နာမဖြင့်သမုတ်တဲ့ဖရာရဲ့လူဖရာသခင်ကိုယုံကြည်တဲ့ယုံကြည်သူသားသမီးတွေက ကိုကိုကိုနှိမ့်ချပြီးတော့ဖရာရဲ့မျက်နာကိုရှာပြီးတော့အဓမ္မလမ်းကိုလွှဲရှောင်ပြီးတော့ဆုတောင်းပတနာပြုမယ်ဆိုရင်ဖရာသခင်ကကောင်းငင်ပုံကနေငါနားထောင်မယ်လို့ဖော်ပြပါတယ်ကျွန်တော်တို့ရဲ့အဖြစ်ကိုလွတ်ပြီးတော့တဲ့ကျွန်တော်တို့ပြည်ကိုချမ်းသာပေးမယ်လို့ဖရာသခင်ဖော်ပြတယ်ဒါကြောင့်မို့မြန်မာပြည်ကြီး ဖယားသခင်ရဲ့ကောင်းကြီးမင်္ဂလာချမ်းသာခြင်းခံစားဖို့ရန်အတွက်ကျွန်တော်ယုံကြည်သူများရဲ့ဆုတောင်းခြင်းကအင်မတန်ရေးကြည့်ပါလေအဲ့ဒီလိုဆုတောင်းတဲ့နေရာမှာကိုကိုကိုနှိမ်ချပြီးတော့ဆုတောင်းဖို့တမချမ်းသာကဖော်ပြပါလေငါနာမဖြင့်သမုတ်တော်ငါလူတို့သည်ကိုကိုကိုနှိမ်ချသဖြင့်ဖယားသခင်ရဲ့မျက်မှောက်တော်တဲကိုဖယားသခင်ရဲ့ရှိတော်မောက်ကိုဖယားသခင်ရဲ့အနီးပွားသို့တိုးဝင်တဲ့အခါမှာနှိမ်ချခြင်းကအင်မတန်ရေးကြည့်ပါလေ ဘုရားသခင်ကနှလုံးသားကိုချိန်တဲ့ဘုရားရှင်ဖြစ်တယ်။ဒါကြောင့်မို့ဘုရားသခင်ထံကိုတိုးဝင်တဲ့အခါမှာကိုယ့်ရဲ့ကုသိုလ်ကောင်းမှုကိုယ့်ရဲ့လုံနိုင်စွမ်းကိုယ့်ရဲ့အကျင့်သီလနဲ့ဘုရားသခင်စီတိုးဝင်လို့မရပါဘူး။ဘုရားသခင်ကကျွန်တော်ရဲ့အပြင်ပန်းလှုပ်ဆောင်မှုတွေထက်အတွင်းနှလုံးသားကိုချိန်တဲ့ဘုရားရှင်ဖြစ်တယ်။ကျွန်တော်နှလုံးသားထဲမှာနှိမ့်ချခြင်းနဲ့ဘုရားသခင်ထံချဉ်းကပ်မှသာလေဘုရားသခင်ကကျွန်တော်ရဲ့ဆုတောင်းတဲ့ကိုနားညောင်းပြီးတော့ကျွန်တော်ရဲ့ပြည်ကိုချမ်းသာပေးမှာဖြစ်ပါတယ်။ လုံရှင်လူကခရွဝင်ခန်းကြီး78အပိုင်ငယ်6ကနေ14ကိုကြည့်တဲ့အခါမှာဗိမ္မာန်တော်မှာလူနှစ်ယောက်ဆူတောင်းကြတယ်။တယောက်ကတော့ဘာသာရေးကောင်းဆောင်ဖြစ်တဲ့ဖာရီရှဲဖြစ်တယ်။တယောက်ကတော့အခွန်ခံဖြစ်တယ်။ဖာရီရှဲကတော့သူ့ရဲ့အပြင်မန်းကအင်မတန်မှကောင်းတယ်။သူကသူ့ကိုယ်သူ အပြစ်ကင်းတယ်လို့ယူဆပါတယ်။ဘာမှ အပြစ်မရှိဘူး။ဒါတွေမကောက်ဘူး။ဒီအခွန်ခံလို့ကျွန်တော်မတရားတဲ့အမှုတွေမလုပ်ပါဘူး။ လူအနေနဲ့အပြင်းပန်းကြည့်မယ်ဆိုရင်တော့ဖာရီရှဲကအင်မတန်ကောင်းပါလေ။ခုနှစ်ရက်တွင်နဲ့နှစ်ရက်အစာရှောင်တယ်။အဥ္စာရှိသမျှကိုလည်းဆယ်ဖို့တဖို့လှူတယ်။အဲ့ဒီသူ့ရဲ့အပြင်းပန်းလှုပ်ဆောင်နိုင်မှုတွေသူ့ကိုယ်သူအပြစ်ကင်းတယ်လို့မာနကြီးပြီးတော့အခွန်ခံလို့မဟုတ်ဘူးဆိုပြီးတော့သူများကိုတော့ကဲ့ရဲ့လိုက်ပါသေးတယ်။အဲ့ဒီသဘောတွေနဲ့ဖျားသခင်တောင်ချင့်ကပ်သွားတယ်။ဖာရီရှဲကသူ့ရဲ့လုံနိုင်မှုသူ့ရဲ့ကုသိုလ်ကောင်းမှုမာမာနနဲ့ သူ့ရဲ့လုံနိုင်စွမ်းအပေါ်မှာမူတည်ပြီးတော့ဖရာသခင်မျက်မှောက်တော်တွေကိုတိုးဝင်သွားတယ်။ဒါပေမဲ့ဖရာသခင်ကသူ့ကိုအပြစ်မလွတ်ပါဘူး။သူကအပြစ်မပြေဘဲနဲ့မိမိအိမ်ကိုပြန်သွားတယ်ဆိုတဲ့အကြောင်းကိုတမန်ကျမ်းစာမှာတွေ့ရပါတယ်။အခွန်ခံကတော့အဝေးကနေရက်ပြီးတော့ကောင်းဝင်ကိုတော့မော်မကြည့်နိုင်ဘူး။ရင်ဘတ်ကိုခတ်ပြီးတော့အိုဖရာသခင်အပြစ်များသောအကျွန်ုပ်ကိုတနာခြင်းဂိယူနာစိတ်ရှိတော်မူပါဟုဆုတောင်းလေ၏လို့တမန်ကျမ်းစာမှာတွေ့ရပါတယ်။ သူ့ကိုယ်သူအပြစ်များတယ်ဆိုတော့သူသိတယ်သူဝန်ခံပါတယ်ဖယားသခင်စီကနေပြီးတော့တနာချင်းဂိယုနာစိတ်ရှိပြီးတော့ကျွန်တော်ကိုတနာပါဆိုပြီးတော့သူကတောင်းဆိုပါတယ်သူဖယားသခင်ထံကိုချင်းကတ်တဲ့ခါမှာနှိမ်ချတဲ့နှလုံးသားနဲ့ဖယားသခင်မဆပါဆိုပြီးတော့သူကဆုတောင်းပါတယ်ဖာရိရှဲကတော့ထိုကဲ့သို့မဟုတ်ပါဘူးဖာရိရှဲကတော့ကိုယ့်ရဲ့လုံနိုင်စွမ်းနေကိုယ့်ရဲ့အစာရှောင်နိုင်စွမ်းနေဆုတောင်းနိုင်စွမ်းနေဆယ်ဝရုပေးနိုင်စွမ်းနေကောင်းတဲ့အကျင့်ကြံတွေနဲ့ ဘုရားသခင်စီကိုသွားတယ်ဘုရားသခင်စီကိုသွားတဲ့ခါမှာမိမိရဲ့အကျင့်ကိုမူတည်ပြီးတော့သွားလို့မရအောင်ကျွန်တော်တို့ရဲ့နှလုံးသားပေါ်မှာအခြေခံပြီးတော့ဘုရားသခင်ကဆုံးဖြတ်တာဖြစ်ပါတယ်တမန်ကျမ်းစာမှာဘယ်လိုပြောလဲဆိုရင်တော့အဲ့ဒီပါရီရှဲကအဲ့အပြစ်မပြေဘဲနဲ့သူ့အိမ်ကိုပြန်သွားတယ်အခွန်ခံကတော့အပြစ်ပြေပြီးတော့ပြန်သွားတယ်ဘုရားသခင်သူ့ရဲ့အပြစ်ကိုလွှတ်လိုက်တယ်အခွန်ခံကိုဘုရားသခင်ကကောင်းကြီးပေးလိုက်တယ် ဘာကြောင့်လဲဆိုရင်တော့ကိုကိုကိုချီးမြှောက်တော်သူမိသည်ကနှိမ့်ချခြင်းကိုရောက်လက်တန်းကိုကိုကိုနှိမ့်ချတော်သူမိသည်ကချီးမြှောက်ခြင်းကိုရောက်လက်တန်းလို့တမန်ကျမ်းစာကဖော်ပြပါတယ်ဒီနှစ်ယောက်ကဖျားသခင်စီကိုတိုးဝင်တာပါပဲဒါပေမဲ့နှစ်ယောက်ထဲမှာမှဖျားသခင်ကတယောက်ကိုပဲလက်ခံပြီးတော့ကောင်းကြီးပေးအပြစ်လွတ်တယ်ဆိုတဲ့အကြောင်းကိုတမန်ကျမ်းစာမှာတွေ့ရပါတယ်ဘာကွာသွားလို့လဲတယောက်ကမကောင်းတဲ့နေရာသွားပြီးတော့တယောက်ကကောင်းတဲ့နေရာသွားတာမဟုတ်ပါဘူးနှစ်ယောက်လုံးဖျားသခင်စီလာတာပဲဖြစ်ပါတယ် ဖျားသခင်စီလာတော်ညလေဖျားသခင်ကနှလုံးသားကိုချိန်တဲ့ဖျားရှင်ဖြစ်ပါတယ်။ပါရီရှဲကဖျားသခင်စီကိုလာတဲ့အခါမှာဖျားသခင်စီကိုတိုးဝင်တဲ့အခါမှာမိမိရဲ့အပြင်ပန်းကုသိုလ်ကောင်းမှုအကျင့်ကြံတွေပေါ်မှာမူတည်ပြီးတော့ကိုကိုကိုဝါကြွားသောစိတ်ထောင်လွှားသောစိတ်နဲ့ဖျားသခင်စီကိုတိုးဝင်ပါတယ်။ငါကောင်းတာလုပ်တာပဲ။ဖျားသခင်ကောင်းကောင်းကြီးပေးရမယ်ဆိုရဲစိတ်နဲ့တိုးဝင်ပါတယ်။အခွန်ခံကတော့ဖျားသခင်စီတိုးဝင်တဲ့အခါမှာ နှိမ့်ချတဲ့နှလုံးသားနဲ့ဘုရားသခင်မဆပါလို့အသနာခံပြီးတော့တိုးဝင်ပါတယ်။အဲ့ဒီနှစ်ယောက်ရဲ့နှလုံးသားကကွာသွားတယ်။အပြင်ပန်းအရာဘုရားသခင်ကမဆုံးဖြတ်ပါဘူး။နှလုံးသားပေါ်မှာကြည်ပြီးတော့ဆုံးဖြတ်ပါတယ်။ဒါကြောင့်မို့ချစ်သွန်းကျော်စီတိုင်းဘုရားရဲ့မျက်မှောက်တော်တွေကိုတိုးဝင်တဲ့အခါမှာဘုရားသခင်ကိုဆုတောင်းတဲ့အခါမှာဘုရားသခင်စီကိုသွားတဲ့အခါမှာနှိမ့်ချတဲ့နှလုံးသားပါဖို့ရန်အတွက်အင်မတန်ရည်ကြီးပါတယ်။ ။ဒါကြောင့်မို့ကျွန်တော်မြန်မာပြည်ကြီးမှာဖြစ်နေတဲ့အခက်အခဲပြဿနာတွေကျွန်တော်တို့ရဲ့ပြည်ကိုဘုရားသခင်ချမ်းသာပေးဖို့ရန်အတွက်နှိမ့်ချသောနှလုံးသားနဲ့ဘုရားသခင်ကယ်မရမယ်။ဘုရားသခင်ပါမရမယ်။ဘုရားသခင်စီမှာဆုတောင်းဖို့ဖြစ်ပါတယ်။ဒုက္ခရောက်တဲ့သူတွေစပေးဆောင်နေအခက်အခဲမျိုးစုံကြုံတွေ့နေရတဲ့သူတွေအတွက်ကျွန်တော်တို့ကိုစားပြုဆုတောင်းပေးဖို့ဖြစ်ပါမယ်။အဲ့ဒီလိုဆုတောင်းတဲ့နေရာမှာကျွန်တော်တို့ရဲ့လုံနိုင်စွမ်းတွေကိုတင်ပြပြီးတော့ဘုရားသခင်ကိုဆုတောင်းဖို့ဖရားလိုတော့မရှိပါဘူး။ ပါရီရှဲကသူ့ရဲ့လုံနိုင်စွမ်းတွေကိုတင်ပြပါတယ်အခွန်ကန်ကတော့ဘာမှလုံနိုင်စွမ်းမရှိတဲ့အခါမှာဖះကိုအားကိုးတဲ့စိတ်နဲ့နှိမ့်ချတဲ့နှလုံးသားနဲ့ချင်းကပ်သွားတယ်ဖះသခင်ကိုအားကိုးတဲ့စိတ်နှိမ့်ချတဲ့နှလုံးသားနဲ့ချင်းကပ်တဲ့အခွန်ကန်ကတော့ဖះကောင်းကြီးကိုခံစားရပါတယ်ဒါကြောင့်မို့ချေသွင်းရောက်စီတိုင်းဖယားသခင်ကိုအားကိုးတဲ့စိတ်နှိမ်ချတဲ့နှလုံးသားနဲ့ဖယားသခင်ထံကိုချင်းကပ်မယ်ဆိုရင်ဖယားသခင်ကကျွန်တော်တို့ကိုကောင်းကြီးပေးပြီးတော့ကျွန်တော်ရဲ့ပြည်ကိုချမ်းသာပေးမယ်ဆိုတဲ့အကြောင်းကိုဝင်ကားပါတယ်အားလုံးပေါ်မှာဖယားရှင်ကောင်းကြီးပေးပါစေ